ဆယ်ကြီးတို့နဲ့တော့ကစားမပွားကနေနားမေးကိုသေးတဲ့အဓိကအကြောင်းရင်းသုံးခုပိုင်းသမားလုံးမမိလားများရှယ်ယောအိုင်မက်ကွန်ရှီကိုအွန်လိုင်းအချင်းကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရင်ဆယ်ကြီးတို့နဲ့တော့ကအတက်၄၀ကျော်နေပြီဆိုပေမဲ့အခုချိန်အထိဘောလုံးကန်ကောင်းနေတော့ဆာလာမွန်တိမ့်မှုနဲ့ပြည့်နေနေတော့ဖြစ်ပါရင်ဆယ်ကြီးကစားမပွားကနေနားမေးကိုသေးဘူးဆိုတာကဘောလုံးကစားချင်းကအင်မတန်နှစ်သက်သဘောကျလို့ဖြစ်ပါရင်ဒါကတန်ရဖြစ်စရာမရှိပါဘူး။ဒါပေမဲ့စေကြီးကစားမပွားကနေအနာမီကိုသေးတာတခြားသောအကြောင်းပြချက်တွေလည်းရှိနေပါသေးတယ်။ဒီဗီဒီယိုလေးမှာတော့စေကြီးရိုနယ်ဒိုဘာလို့ကစားမပွားကနေအနာမီကိုသေးတာလဲဆိုတဲ့အကြောင်းပြချက်၃ခုကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ ။နံပါတ်၁ဂိုးတထောင်ဆန်ချင်းစိန်ကြီးလက်ရှိမှာတင်ရှည်သွားဖို့အာဒီဒါဖြစ်ဆုံးဆန်ချင်းကဂိုးတထောင်ပေးဆန်ချင်းဖြစ်ပါရင်ဘောလုံးသမိုင်းမှာပီလီကဂိုးတထောင်ကြောင့်တွင်နိုင်ခဲ့ပေမဲ့ FIFA အသင်းမပြုပွဲတွေမှာမဟုတ်တာကြောင့်မှတ်တမ်းဝင်ခဲ့ပါဘူး။ပီလီကဘောလုံးကိုဘရာဇီးလိမှာပဲကစားခဲ့တဲ့အပြင်လက်ရွေးစင်အသင်းအတွက်ဆိုရင်လည်းခြေစမ်းပွဲတွေပဲများနေခဲ့တာကြောင့်အခုလိုမျိုးမှတ်တမ်းဝင်ခဲ့တာဖြစ်ပါရင်ဘယ်လိုကတော့ FIFA အသင်းမပြုတရားဝင်ပွဲစဉ်တွေမှာဂိုးတထောင်ပေးတဲ့ပထမဆုံးကစားမဖြစ်လာမှာဖြစ်ပါရင် လက်ရှိအချိန်ထိ Red Dog ကဂိုးပေါင်း952ဂိုးထိသွင်းယူထားပြီးပါပြီ။ဒါကြောင့်ဂိုးထောင်ပေးဖို့ဆိုရင်48ဂိုးသာလိုအပ်ကြတာပါ။ဒီနေ့ကိုဂိုး90ဝင်းကျင်သွင်းနေတဲ့ Red Dog အတွက်ဂိုးထောင်က2026မှာပြေသွားဖို့ရရှိနေပါတယ်။အနေစာနဲ့စာချုပ်တက်တန်းကလည်းနှစ်နှစ်တိုးထားတာကြောင့် Sorry မှာပဲ Red Dog နေနဲ့ဂိုးထောင်ပေးစံချိန်ကိုတင်သွားမှာဖြစ်ပါတယ်။ဒီစံချိန်ကိုဘောလုံးကပါမှာနောက်ထပ်နောက်ထပ်တော့ကစားမနေလိုက်မိဖို့ကလည်းမလွယ်ပါဘူး modern kit ဘောလုံးလောကမှာပွဲရင်အတွက်ပုံများတာတော့မှလိုက်မိဖို့မလွယ်တာပါမိတ်ဆွေတို့အနေနဲ့ဒီနေ့ကိုဂုံးကားအစင်တို့နဲ့ဆက်ရှင်နေဆက်လိုက်သွင်းနိုင်ရင်တော့ဂုံးကိုရပဲရှိအောင်မှာဖြစ်ပါရင် နှစ်တိုင်းဂုံး90တွင်ဖို့ဆိုတာကမဖြစ်နိုင်ပါဘူး။နှစ်နဲ့10လောက်ဂုံး90စတဲ့တွင်ပြဖို့ဆိုရင်ပိုတော်မဖြစ်နိုင်ဘူးဖြစ်ပါရင်။နံပါတ်2ဂျူနီယာနဲ့တွဲကစားဖို့ရည်ထားခြင်း။ရဲဒုကသားဖြစ်သူနဲ့အတူဘောလုံးတွဲကစားခြင်းနဲ့စိတ်အားသေးတာလည်းအပြည့်ရှိနေသူဖြစ်ပါရင်။ရဲဒုကကျွန်တော်ကိုဂျူနီယာလေးကဖိအားပေးနေပါရင်။သူနဲ့အတူတွဲကစားဖို့ကျွန်တော်ကိုနောက်ထပ်အနေနဲ့ငယ်လောက်ဘောလုံးကရဲမှာဆက်ရှိနေပေးဖို့သူပြောထားပါတယ်လို့ပြောခဲ့ပါဝါရင်။ဘယ်လိုလဲရှိချင်းဒီဘောလုံးကကနေနားမြူသေးတာဟာသူကိုယ်တိုင်ရဲ့စင်အားထက်သန်မှုကြောင့်လဲပါတယ်လို့တားဖြစ်သူဂျူနီယာနဲ့တွဲခဲစားဖို့ရည်ရထားတာကြောင့်လဲပါပါရင် ဂျူနီယာကအသက်16နှစ်ရှိနေပြီဖြစ်ပြီးလူကောင်ရဲစားမှာတော့ဖခင်ရဲ့ရဲတို့နိဗာအခြေအနေကိုရောက်နေပြီဖြစ်ပါတယ်။ရဲတို့သားအနားမြူသေးရင်တချင်ချင်းမှာသူတို့သားဖနူကိုမြက်ခင်းစိမ့်ပေါ်မှာအတူတကွမြင်ရဖို့ရရှိပါတယ်။ရဲတို့ကိုယ်တိုင်ကလည်းသားဖြစ်သူနဲ့အတူဘောလုံးတွဲခဲစားနိုင်တဲ့အထိတန်မာနုပြိုနေသေးတဲ့မိုင်တိုင်ကိုစိုက်ထူခြင်းနေတာပါ။ဒါကြောင့်လည်းအသက်40ကျော်လို့မထင်ရအောင်သူ့ကိုယ်သူ share train ထားတာဖြစ်ပါတယ်။အသက်40မပြောနဲ့အသက်35နှစ်ကျော်လာရင်တော့မှဒါအတန်မှန်ဘောသမားတူအတွက်ဆိုရင်အနားယူရမယ့်အရွယ်ပါ။ရဲတို့နဲ့တပ်တူရဲတို့တွေအနားယူသွားကြပြီးတချို့ကနီးပြားလို့တချို့ကဘောလုံးဝေဖန်သုံးသက်သူတွေလို့ခနာကိုချုံးစားတွေလည်းပြောင်းလဲသွားကြပါမယ်။ရဲတို့ကတော့ အားကစားသမားအကောင့်တယောက်ရဲ့ကိုခန္ဓာချိုးစားနဲ့ကွင်းထဲပြေးလွှားကစားနေနိုင်တော့ဖြစ်ပါရင်အသက်ရွယ်နဲ့မလိုက်အောင်ချင်းစွမ်းပြကစားနေနိုင်တော့ပါမယ်။ရက်တိုဘောလုံးကစားမပွားကနေအားမျိုးသေးတဲ့တခြားသောအကြောင်းပြချက်တွေရှိကောင်းရှိနိုင်ပေမဲ့ထိကြတဲ့အကြောင်းပြချက်ကတော့တားဖြစ်သူရဲ့ဖိအားပေးမှုကြောင့်ပဲဖြစ်ပါရင်။နံပါတ်3ခပါပလား။ ရဲတုံးကကဘာပလားမရလဲဘာမှမဖြစ်ဘူးလို့ဆိုပေမဲ့ကဘာပလားကိုရယူလို့ခြင်းကြောင်းပြောကြားခဲ့ပူပါရင်ဘောသမားရဲ့လို့ဖြစ်လာရင်အမြင့်ဆုံးဆူပလားကိုလိုချင်တာကထုံးစံပါပဲမှန်ပါရင်ကဘာပလားရခြင်းမရခြင်းကရဲတုံးရဲ့ဖြစ်တည်မှုကိုမထိခိုက်သွားစေပါဘူးဒါပေမဲ့ရခဲ့ရင်တော့အတိုင်းထက်အလွန်ဖြစ်နေမှာပါရဲတုံးက2026ကဘာပလားကိုဝင်ရောက်ကစားဖို့အတွက်ဆေးရတက်တန်နေတယ်လို့အဲ့ဒီအတွက်လည်းတင်ချပြင်ဆင်နေပါရင်လက်ရှိပေါ်တူဂီအစုဖွဲ့ကလည်းကဘာပလားကိုချင်းချောင်းနိုင်စွာအပြေးရှိပါရင်ပြင်သစ်ဂျာမနီအင်္ဂလန်ဘယ်အသင်းနဲ့ရှင်ရှင်ပေါ်တူဂီလူစင်ကမနေပါဘူးအရေးသွေးမြင့်ကစားသမားတွေက prime time ရောက်နေတဲ့ကစားသမားတွေများစွာကိုပိုင်ဆိုင်ထားတဲ့ပေါ်တူဂီက 2026ကမ္ဘာလကိုအရယူနိုင်စွာရှိနေလာဖြစ်ပါတယ်။တရက်ချက်၃ချက်ကတော့ Redo Bodomar Bua ကနေအနိုင်မြူသေးတဲ့အဓိကအချက်တွေပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါများ၊ဗီလီကတော့ပဲနောက်နေ့ပါလဲအာကစားနဲ့ပတ်သက်တဲ့သတင်းချောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page ကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ။